တဲ့အရမတွေဟာဒီကနေ့ဖြစ်စဉ်နဲ့ရှင်းကြည့်မယ်ဆိုရင်ဒီကြပါတယ်အရင်တော့ကသူပြောခဲ့တဲ့တရားတွေအမှန်သာမှန်ခဲ့ရင်ဒီကနေ့ရဲဝန်ရင်ဆိုင်နေမှာလေအမောင်ထဲမှာနေပြီးတော့အမောင်ထဲကနေပြောနေတဲ့စကားတွေဟာအကျိုးမများဘူးအဲအမှန်တိုင်းမျိုးတခိုးများအဖွဲ့ရဲ့လူရက်ဒီလူပဲမြင်တယ်လို့ပြင်းပြလို့ပါတယ်ဘောရကောင်ကြီးဆရာတော်အနေနဲ့ကိုညီတော်တစ်ဖွဲ့ဖြစ်တဲ့အရိယမဏ္ဍိတော်ရဥဒ္ဒရိယကိုဗာမြားအကြံပေး ပြောဆိုချင်တာရှိပါလေလွန်တမိုးရှိတဲ့မိဘမှာသူဟာရမ်းဖြစ်ပြီးတော့တဝါလောက်မှာဘုရားကိုရင်ကြောင်းပထမဆုံးရောက်လာပြီးတော့ပညာလောက်အိပ်ပြီးတော့ဆွေးနွေးချင်ပါတယ်လို့သူကတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပြောဟန်လေဟန်ကိုကြည့်ပြီးတော့ရပါတယ်မိကျင်နာမိပါဆိုတော့တရားတွေဆွေးနွေးနေတဲ့ဥစဉ်ဘုရားကိုရင်ဆရာတော်သူ့အတရားဒါကမှားနေပြီဒါဒီလိုပဲပြောတော့လေမိုးကုတ်လို့ပြောတယ်မိုးကုတ်ဆရာတော်ဖျားကြီးတရားတော်တစ်ချက်ကလေးနားမလဲဘူးပြောလိုက်ရင်လည်းအရိယာဝါမစင်းသလို့ ်သူတိနေတဲ့အတိမာနာသူထင်နေတဲ့အဲတစ္ဆာတရားကြီးနဲ့ तू ကအဲ့ပေါ်မှာမန်တက်ပြောနေတော့အရေးကြီးတာနှလုံးသားကငြိမ်းချမ်း तू ကနှလုံးသားကပူလောင်နေခဲ့တယ်အလိုနဲ့ပဲဒုတိယကြိမ်နောက်တစ်ခေါက်ထပ်လာတယ်နောက်တစ်ခေါက်ထပ်လာပြီးဦးစင်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာဒီပြဿနာတွေကဖြစ်လာလို့သူ့ခမရအမုန်းပွားရမယ်သူ့ရဲ့အမားတွေကတောက်လျှောက်တူးစီမနေတဲ့ကျောင်းမှရှိတဲ့တန်ဃာတွေကိုရဟန္တာလို့လည်းသတ်မှတ်ခဲ့တာလေ तू ပဲအဲ့အဲ့တန်ဃာတွေနဲ့အစင်မပြေလဲ तू ပဲသူအတူမွေးပွားခဲ့တဲ့သူ့ရဲ့သီလရှင်တွေ तू နဲ့အတူနေခဲ့တဲ့သူတွေအားလုံး ူနောက်မှာသူနဲ့အတူကပ်နေတဲ့လူအားလုံးကသူ့ကိုအမုန်းပွားပြီးတော့သူ့ကိုအကောင်မပြောနိုင်တော့အောင်ဦးစင်းကျောင်းမှာနေတဲ့ဟိုဆရာလေးမရီနူးကဆိုသူ့ကျောင်းခေါ်အဲ့လိုပဲသူ့မှာကလုံရမှန်တယ်လို့သူကမပြောနိုင်ပေမဲ့ဩဓမ္မမှန်တယ်လို့ခြပြအောင်လေမိမိရဲ့လုံရတဲ့ဓမ္မတားသာတာမဖြစ်ပဲတယောက်နဲ့တယောက်ရန်လို့နေကြတဲ့ကမှာရန်လို့မှုအေးအောင်သူကိုယ်တိုင်လည်းခုနကလိုလူဘွားအချုပ်ကြဘူးတယ်ထောင်ကြဘူးတယ် ဆိုသလိုပဲသူ့ရဲ့ဒေါသဟာလူဘဝကပုံစံနဲ့အခုဥပဒေအရရင်ဆိုင်ရမယ်ဆိုသူအရှုံးပေးလိုက်လို့လည်းရတယ်လို့ဒီမှာဖျက်ဝန်ခံတဲ့လူတွေရတယ်။တာနာကသူ့ကိုအဲ့လိုဒုက္ခပြုမှုမဟုတ်။သူကသူ့သူ့အာဏာသူ့မာနသူ့အတ္တနဲ့ဥစဉ်သာဆိုသူနဲ့ဖြစ်တယ်။ရှင်မြတ်တောင်းမှာတောင်းမှမှာပေါ့။အမုတ်ခါဝီနီးအရအဲနေရာ29တော့သိခါဖို့ထဲမှာဟလာဒီကရာခုနှစ်ပါးဆိုတဲ့အတိကယုံငိမ့်အောင်လုတ်ခဲ့မယ်ဆိုရင်မောင်ထဲမှာနေရမလို့သူတို့အခုလို့ Facebook ကနေပြီးတော့လျှို့ဝဲတိုက်ခိုက်နေသူဆရာတော်ကြီးတိတ်ခါချအောင်ပြောလေသူ့လောက်ရအရင်တော့သူ့နောက်မှာ page ကို like နေတဲ့သူတွေသူ့ဆရာတော်ကြီးကိုကြီးညွှဲသူတွေအများကြီးပါအဲသူ့ကိုကြီးညွှဲသူအများကြီးပါအခုဆိုရင်ခင်လဲထင်ရှားနေမှာဒါကြောင့်ဥသူရိယာကြီးမှန်သိရရင်အဲကိုသာမှန်ကန်နေဆိုရင်ရင်ဆိုင်ရမှာပါကြောက်လန့်ပြီးထွက်ပြေးတာဖြစ်ဖြစ်အမှန်တရားဘက်ကတော့အရှုံးပေးရတာတတ်တည်အဲ့ဒါလေအမှန်တရားတစ်ခုပဲ ါကြောင့်အခုလိုအပြင်ထွက်လာပြီးတော့အခုဝါကျွန့်တော့ပဲပြေးမယ်ဘလို့ကြုံမလဲတော့မသိမှအခုချိန်မှာတော့တဲ့ကြွန့်ရင်ဆိုင်မှုတင်ပါလေဟာဒီလိုပဲရှောင်နေလို့ရတော့မှန်မလွတ်ပါဘူးအမောင်တွေကလူသားတယောက်အနေနဲ့ထောင်ရသွားနေဘူးလေမတင်တော့ပါဘူးအဲခုနလိုရင်ဆိုင်ပြီးရင်တော့ကိုယ့်ကိုယ်ဆက်လုတင်နိုင်လုံနိုင်ပါစေနောက်ပြီးတော့သာနာကိုတကယ်ချစ်ပြီးတော့တရားစစ်ကိုမျက်နှိုးရဲဆိုရင်သင်ငန်းချွတ်လေကိုယ့်ရဲ့တစ္ဆာတရားတော့ပြောက်ပြတ်မသွားပါဘူးတစ္ဆာတရားကိုငါတရားငါအတ္တ ဒီဆရာတော်ကြီးမာတဲ့ဟိုဘယ်လိုပြောမလဲတုဒ္ဓဗုဒ္ဓဆိုတဲ့ပိဋကသုံးပုံဆောင်ဆရာတော်ကြီးကလွဲနေတယ်လို့ပြောနေခြင်းဟာတကယ်တော့အတ္တကိုအရေးအရေးကိုအကောင်ခံအဲနောင်ပြင်းလို့မရတဲ့သူ့ရဲ့မာနတရားတွေပါလို့ဦးဇင်းတို့တော့သုံးသပ်မိပါတယ်အကောင်ဆုံးကတော့စောစောကအတိုင်းမာနတွေချခဲ့ဦးဇင်းစီလည်းရောက်မလာမှာမဟုတ်ဘူးလို့အဲကိုတင်ပြနေတဲ့တကားတကမတွေကိုတပည့်တွေလည်းကိုယ့်ဘုံမှာရံမလို့ပါဘူးအခုဒီဖြစ်နေတဲ့ကိုအောင်အောင်ဇော်လို့ဆိုတာ သူ့စီမှာတွားပြီးသေသေးချာချာသူ့အမိမာကြီးသင်ခဲ့တဲ့အဖွဲရလူတွေပါအဲ့မှာပဲသူတို့ပြောနေတဲ့တရားနဲ့ကိုအောင်စောတို့ပြောတဲ့အမိမာနဲ့တေချာညှိနှိုင်းနေတဲ့ဂျာရီယာကိုလဲချော်ခဲ့လို့အခုလိုဇက်တိုက်ရှေးလာတာပါဘုရားကိုရင်ကြောင်းဆိုတဲ့အစွဲလေးလဲလျှော့လိုက်ပါဦးစင်းကတော့အမှန်တမ်းများဓမ္မအရမကိုသိတော်ညာလဲမပြောလူညင်တော်ညာလဲရှောင်နေမဲ့လူပါအခုစားတော့တကယ်ကိုအဲလူအပ်လူရှာဦးအောင်မြိုင်ကိုအောင်စောကျန်တဲ့ ဒီအဖွဲ့အစည်းတွေကလုံလိုက်တာဖြစ်ပါတယ်အဲ့ဒါလည်းဝန်ခံလိုက်ရင်အလုံးကိစ္စအေးပါတယ်ဥပမာဆိုရှင်းနမူနာလို့ပြောရရင်အဖွဲ့ဘက်30နှစ်တင်းကူဟာအဲအမှန်ဝါလာကြော်ညာပြီးတော့စာအုပ်ကြီးထွက်တော်ညာလဲသူတို့အနေနဲ့ကဝန်ခံလိုက်တယ်အဲအဲ့တော့ရက်တီနေလို့ရတယ်သူတို့ကသူတို့ဟိုငိမ့်အေးတယ်မဟုတ်တော့သူတို့အနေနဲ့ဒီသူတို့ရက်တီနေမှုကရှိတယ်အခုကြတော့ဆရာတော်ကြီးကိုပေါ်ထပ်ပြီးအစ်စ်တင်နေရင် ရက်လို့မရအောင် ဖြစ်လာတော့မယ်လို့မြင်မိလို့အရှုံးမေးလိုက်ခြင်းဟာစိတ်ချမ်းသာပါတယ်ဥတုရိယကဗုဒ္ဓဂုံကြီးဆရာတော်ကိုတရားဆွဲမယ်ဆိုပြီးတော့မြို့နယ်သံဃာနာကရုံမှာတောင်းပန်ရင်ကြည်အေးမယ်ဆိုပြီးတာပဲဦးစင်းကကြည်အေးပြီးတော့နှစ်ဖက်ဆရာတော်ကြီးလည်းမစင်ရဲအောင်တန်ဃာကြီးလည်းမညင်နွမ်းအောင်အမှုတိုင်တိုင်းလည်းအေးချမ်းအောင်ဦးစင်းကိုယ်တိုင်လည်းရင်ထဲမှာမလောင်တဲ့စိတ်နဲ့အေးအေးချမ်းချမ်းလေးအရှုံးမေးရတယ်ပါမှန်ရတဲ့အရှုံးမေးရတယ်လို့ဟုတ်မောင်းတဲ့နိုင် ခေါ်ရိယမန္တန်ရဲ့အာနာအုတ်ဆောင်တပါဖြစ်ခဲ့တဲ့ဆိုရင်မိမိရဲ့သူတော်ကောင်းစိတ်ကလေးကမွေးပြီးတော့လာပြောက်ရင်ဆိုင်ခြင်းတို့ကဒီမြောက်လှုပ်တဲ့ဆိုရင်ဆက်လက်အေးရမယ်နှုတ်မဟုတ်ရင်တော့အမြဲတမ်းအမောင်ထဲမှာနေလို့မရဘူးနိုင်ငံခြားသွားရှောင်နေလေအရေးကြီးတာမိမိအတ္တမာနဒေါသတာတိစ္ဆန်ဒီမှာပါတို့အဲ့အတ္တမာနဒေါသတွေငြိမ့်အောင်အရင်ကျိုးရပါအမောင်ထဲကနေပဲလေသိပြပြီးတော့ Facebook မှာဘလောက်တင်နေတင်နေ ပြည်သူတွေစာတပ်ပေတာဆရာတော်ကြီးတွေအားလုံးသောအများကအမုန်းပုံးမှမဟုတ်ပါဘူးလို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်။နောက်ပိတ်ဆုံးမေခွန်းလေးတခုမေခွန်းပြုပါဆရာတော်ဗျာ။အခုလိုအရိယာမန်နိုင်တော်ရဥသူရိယကဆိုရှယ်မီဒီယာလူမှုကွန်ရက် Facebook စာမျက်နှာတွေပေါ်ကနေနိုင်ငံတော်သံဃာမဟာနာကဥက္ကရာဆရာတော်ကြီးဖျားကြီးများနဲ့တကွနိုင်ငံတော်သံဃာမဟာနာကဆရာတော်ဖျားများ ်ဝိနည်းတော်ဝိနည်းဆရာဆရာတော်များဖះများကိုအာဂရီလိုက်တဲ့သာသဖြင့်ပုဂ္ဂတ်စောကပြောဆိုနေတဲ့အတွေ့လဲကူးမြွတ်နယ်မြွတ်နယ်သာသနာရေးမှုကဥဒုရိယကိုပုံမှန်295ကကြီးဆက်သွယ်ဥရေပုံမှန်66ကကြီးတို့နဲ့တရားဆွဲဆိုတိုင်ကြားတဲ့နယ်လို့ဘုရားကိုကြီးဆရာတော်ထင်မြင်မိပါသလားဗျာတကယ်တော့နေကွမြို့နယ် တာနာရေးဌာနအနေနဲ့ပဲဖြစ်စီလက်ကူးမြို့နယ်အဲတန်ခါနာကအဖွဲ့များနဲ့ဖြစ်စီမကပါဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူပုဂ္ဂိုလ်မှန်သမျှတရားဘာဝနာလိုက်စားပြီးတော့အမှန်တရားအတွက်မျက်နှိုးတွေ့တာတဲ့သူတိုင်းကဝင်ရောက်ပြီးတော့ဒီကိစ္စတွေပေါင်းဝင်ဆောင်ရွက်မယ်ဆိုရင်သူရဲကောင်းသူတော်ကောင်းကိုရှာနေတဲ့ကာလာမျိုးလိုပဲနိုင်ငံတော်တိုင်းတန်ခါနာကအဲတိုင်းသာနာရေး ဖွဲ့ရလဲရုပ်ဆောင်ဆက်လက်ပြီးတော့ဦးစင်းနေနေကတော့ဆောင်ရနေတာလဲသိရသလိုသူ့ရဲ့ထိုက်တန်တဲ့အလုပ်တွေလဲဆက်လက်လုပ်မယ်လို့ညီမိပါတယ်အခုဆိုရင်ဦးစင်းတော့သတင်းနားထောင်နေရင်းနဲ့အခုလိုအဝင်ရောက်ဖြည့်ရှင်းနေတာတွေကိုလဲဦးစင်းတို့ကဖွင့်တာလို့ပြောခွင့်ရနေတာပါတကယ်တော့အမှန်တရားအတွက်လက်ကူးမြွနဲ့တန်ခါနာကတော့လက်ကူးမြွနဲ့အဲတာနာရေးအဖွဲ့တွေကတော့လုံလုံနေလိမ့်မယ်လို့လဲယုံကြည်ပါတယ်အဲ လုပ်ဘူးလားလို့အပြစ်တင်တာနဲ့လုံနေတာလေးတွေကိုပဲအထူးကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်မြို့နယ်တန်ခါးအဲ့ဒီမြို့နယ်တိုင်းတရားရေးမြို့နယ်တရားရုံးအနေနဲ့လည်းဆရာပေါ်မှန်းနဲ့ဆရာအောင်စိုးတို့ကဘလို့ဆုံးပြမလဲဆိုတာလေဒါအဖြေတစ်ခုပါပဲအဲကြောင့်ဦးဇင်းတို့ဆက်လက်ဆောင်စားရင်းအဲဒီကအခုမွေးတဲ့အမေးရှင်မွေးသလိုတန်ဖိုးရှိတဲ့အာနာကိုချစ်မြတ်လို့ဆိုတာအခုမွေးနေတဲ့သူရဲ့ရင်ထဲမှာလဲဖြစ်စေခြင်းတယ်ဆိုတာတဲ့ဖြစ်တဲ့နာကိုဆက်လက်ပြီးတော့ဆောင်ရနိုင်ပါစေလို့ဆန္ဒပြလိုက်ပါတယ် ကျွန်တော်ကကိုစိတ်တရားကျမ်းမာချမ်းသာပါစေဒီလိုမေခွန်းတွေကိုစိတ်ရှိရှိနဲ့ဖြည့်ဆို့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာတော်ဗျာတာနာကိုချစ်တဲ့စိတ်နဲ့ဆောင်ရွက်နေကြတဲ့သူတွေရဲ့မေခွန်းအဖြစ်များဟာတာနာတော်ဆက်လက်ပြီးတမ်းဖို့အတွက်ဆက်လက်လဲဆောင်ရွက်နိုင်ပါစေမလုံနိုင်တဲ့လူတွေကိုလှုပ်ပြနေတဲ့သူတော်ကောင်းစိတ်နဲ့လဲဆရာတော်အမတော်နဲ့အဖွဲ့အစည်းတွေအားလုံးအသက်ရှင်နာမဲပြီးတော့ စစ်မှန်သောဗုဒ္ဓတရားတော်အကြောင်းငြိမ်းချမ်းသောတရားဤနဲ့အေးချမ်းသောဘဝရပါစေလို့ပဲနောက်ဆုံးဆန္ဒပြုဗုဒ္ဓဂုဏ်သာနာစောင့်ရှောက်ရေးအဖွဲ့ရွေးချက်နဲ့တန်တိချာများတင့်ငြိမ်းချမ်းဟုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်နေနှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်နေသုံးအမျိုးဘာသာသာနာတော်ခုထုံးလို့ပြီမိမိကောင်းစားရေးအတွက်စော်ကားနောက်ရက်ဖြည့်စည်သူများကိုပေါ်ထုတ် တာစီကာဝယ်မည်၄မိမိခန္ဓာအသက်မငဲ့ကွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထောက်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ကွက်ဖဲကာဝယ်တာစီကြိုးစားဆောင်ရွက်သွားမည်ရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ